။တရုတ်၊ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးဌာနတွေကထိပ်သီးအရာရှိတွေပါဝင်တဲ့ပထမဆုံးအကြိမ်သုံးဝန်ဆိုင်စည်းဝေးကိုဇွန်လ19ရက်ကပြုလုပ်ခဲ့ကြောင်းတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ခဲ့တယ်လို့ Indian Express ကဖော်ပြခဲ့ပါတယ်။ဒီစည်းဝေးကိုတရုတ်နိုင်ငံတောင်ပိုင်းယူနန်ပြည်နယ်ကုမင်းမြို့တော်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။တရုတ်ဟာပြီးခဲ့တဲ့လကလည်းပါကစ္စတန်အာဖဂန်နစ္စတန်နိုင်ငံရဲ့ဝန်ကြီးဌာနတွေနဲ့တောင်ပိုင်းဆိုင်အစည်းအဝေးကိုပြုလုပ်ခဲ့ပြီးနောက်အခုအစည်းအဝေးဟာတရုတ်အတွက် အိန္ဒိယရဲ့အိန္ဒိယနိုင်ငံတွေပါဝင်တဲ့ဒုတိယအကြိမ်မြောက်သုံးပွဲဆိုင်အစည်းအဝေးဖြစ်ပါတယ်။ကုမင်းမှာပြုလုပ်တဲ့အစည်းအဝေးကိုတရုတ်ရဲ့ဒုတိယနိုင်ငံကြီးရဲ့ဝန်ကြီးဆွန်ဝေတုံ၊ဘင်္ဂလားဒေ့ရာယီနိုင်ငံကြီးရဲ့ဝန်ကြီးယာဟူအလန်စစ်တင်နဲ့ပါကစ္စတန်ရဲ့အရန်နိုင်ငံကြီးရဲ့အတွင်းဝင်အမရန်အာမက်စင်ဒီဂွီတို့တက်ရောက်ခဲ့ပါတယ်။ဒါ့အပြင်ပါကစ္စတန်နိုင်ငံကြီးရဲ့အတွင်းဝင်အန်နာဘာရုစ်ကလည်းအစည်းအဝေးအစပိုင်းဆွေးနွေးမှုတွေကို ရီယိုဆက်သွယ်မှုကတဆင့်တက်ရောက်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့ပါကစ္စတန်ဟာတရုတ်ရဲ့မိတ်ဆွေကောင်မိဖက်ကောင်အိမ်နီးချင်းကောင်းတွေဖြစ်တယ်လို့တရုတ်ဒုတိယနိုင်ငံသားရဲ့ဝန်ကြီးဆွန်းကပြောကြားခဲ့ပါတယ်။ဒီနိုင်ငံစလုံးဟာတရုတ်ရဲ့ပလန်၊ရာဝန်းစီမံကိန်းအတွက်အဓိကမိဖက်နိုင်ငံတွေဖြစ်တယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။သုံးနိုင်ငံအရာရှိတွေဟာသူတို့ကြားပူးပေါင်းဆောင်ရွက်ရေးကိုမြင့်တင်ဖို့အတွက်သဘောထားတွေဟာဖလှယ်ခဲ့ကြပြီးနောက်ထပ်သဘောတူညီချက်တွေနဲ့အတွေ့အမြင်တွေကို အကောင့်တွေဖော်ဖို့အတွက်ပူးတဲ့အဖွဲ့အဖွဲ့ထူထောင်ဖို့လည်းသဘောတူညီခဲ့ကြတယ်လို့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ခဲ့ပါတယ်။တရုတ်ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ကြားပုံမှန်နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုဟာတုံးနိုင်ငံစလုံးရှိပြည်သူတွေရဲ့ဘုံကျိုးစည်းဝိုင်းနဲ့ကိုက်ညီကြောင်းဒေသတွင်းငြိမ်းချမ်းရေးတည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့တာယာဝါပြောရေးတို့ကိုအထောက်အကူပြုနိုင်တယ်လို့ဆွန်းကပြောကြားခဲ့ပါတယ်။အခုလိုကနအူးဆုံးတွဲမှုတွေကိုအခြေခံပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက်လက်တွေ့ကျတဲ့ခြေလှမ်းတွေကိုရှာဖွေဖို့နဲ့ နောက်ထပ်အစည်းအဝေးတွေထပ်မံကျင်းပဖို့မျှော်လင့်ထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။